ညကိုရောအားလုံးပဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်။ဒီနေ့မှာတော့ကျွန်တော်ကဂျာမန်ဘွန်ဒက်စလီကာပွဲစဉ်25မူချန်ကလပ်ဘနဲ့မိုင်းစတိုရဲ့ပွဲစဉ်ကိုပွဲချုပ်သုံးသပ်ပေးပါမယ်။ဒီပွဲစဉ်မှာအရှင်အသင်းက level 30ရှုံ9ပေါင်းက360နိုင်ဆိုမှပေးထားတာတွေ့ရပါတယ်။ဆိုတော့ကျွန်တော်ဒီနှစ်သင်းရဲ့လက်ရှိဇေယျအနေထားကိုကြည့်ရမယ်ဆိုရင်တော့အရှင်အသင်းကအဆင့်10မှာရှိတယ်။အဝေးခွင့်အသင်းဖြစ်တဲ့မိုင်းစ်ကတော့အဆင့်4မှာရှိတယ်ပေါ့နော်။ မူချန်ကလာဘကတော့ကျွန်တော်၁၇ဘွဲနိုင်၄ဘွဲတည်9ဘွဲရှုံထားတဲ့38မှမိုင်းစ်အတင်းကတော့၁၂ဘွဲနိုင်5ဘွဲတည်9ဘွဲရှုံ40နဲ့တမတ်ပေါ့နော်သူကတော့ချန်ပီယံလိဝင်ခွင့်တနည်းအတွက်ပေါ့နော်သူကရောက်နေတာမျိုးတွေ့ရတယ်ပေါ့နော်ဆိုလက်ရှိကျွန်တော်မူချန်ကလာဘကတော့အိမ်ခွင့်မှာဆိုရင်အဆင့်9မှာရှိတယ်6ဘွဲနိုင်9ဘွဲတည်4ဘွဲတော့ရှုံထားတယ်ပေါ့နော်ပေကို16ခုရှိတယ်ရကု22ခုပေါ့နော်မိုင်းစ်အတင်းကတော့ ။ရာဂု23ခုရှိတယ်၊ပေဂု15ခုရှိတယ်။အဝေးကွမှာဆိုအဆင့်4မှာရှိအတွေ့ရတယ်။ဒီနှစ်သိန်းရဲ့ပထမအကျော်တုံးကတော့11ဆိုတဲ့ရလနဲ့ပြီးထားတာတွေ့ရတယ်ပေါ့နော်။ဆိုလက်ရှိကျွန်တော်မိုချန်ကလပ်ရဲ့ဘွန်နက်စလီက9ဘွဲကိုအင်ကွင်း9ဘွဲကိုကြည့်ရမယ်ဆိုတော့2ဘွဲနိုင်2ဘွဲတည်2ဘွဲရှုံး9ဘော3ချိန်ကြားထားတဲ့9အောက်2ချိန်ကြားထားတာတွေ့ရတယ်ပေါ့နော်။ရှုံးထားတာတော့ဘိုင်ယန်ရှိမယ်ပြီးရင် Osberg ရှိမယ်ပေါ့နော်အင်ကွင်းမှာရှုံးထားတယ်။ မိုင်းစတင်ရဲ့အဝေးဝင်၅ဘွဲကိုကြည့်ရမယ်ဆိုရင်မိုင်းစတင်ကတော့၂ဘွဲနိုင်၃ဘွဲရှုံးနိုင်ထားတာဟန်တာဟိုင်းတို့လိုက်စစ်တို့ကိုနိုင်ထားတယ်ရှုံးတာလီဗာကူဆင်ယူနီယံပါလင်ဘီမင်တို့ကိုသူရှုံးထားတာတွေ့ရတယ်ပေါ့နော်ဆိုဒီ head to head အနေထားမှာဆိုရင်ကျွန်တော်မူချန်ကလာဘကွဲမှာဆော့ခဲ့တယ်နောက်ဆုံး၅ဘွဲကိုကြည့်ရမယ်ဆိုလို့ရှိရင်တော့မူချန်ကလာဘကတစ်ချိန်နိုင်ထားတယ်မိုင်းစက၂ချိန်နိုင်ထားတယ်၂ချိန်အသေးကြီးကြားထားတွေ့ရတယ်ပေါ့နော်ဂိုးပေါ်၃ချိန်ကြားထားတယ်ဂိုးအောက်၂ချိန်ကြားထားတာလည်းတွေ့ရပါတယ် လက်ရှိဒီနဲ့သင်ရနိုင်ခြေရနှောင်းကတော့ဆိုကျွန်တော် wine spread ကြီးမှကြီးရမှာဆိုလို့ရှိရင်တော့ wine spread မှာဖွင့်ထားတာကတော့ botin to score yes ကိုကျွန်တော်တစ်ထောင်လောက်ရင်600ရမယ်ပေါ့နော် protein to score yes ကိုတထောင်လောက်ရင်ချရရမယ်အကဲနိုးလောင်းမဆွနနစကွယ်လောက်ပေးထားတယ်ဗောနမိနစ်60အတော်တွင်းမှာဖြစ်မဲ့ဂူမောင်းကြီးရတော့နှစ်သိန်းမောင်းအနည်းဆုံး1000လောင်းထိရောက်သွားမှာဆိုတော့ကြီးဖွင့်ထားတယ် မချန်ကလာဘကတော့မိနစ်90အတွက်ဒီမှာအနည်းဆုံးတစ်လုံးကနဲ့နှလုံးထိရမယ်ဆိုတော့ခြေတော့ဖွင့်ထားတာပေါ့နော်။ပြီးရင် mind setting ကတော့အနည်းဆုံးတစ်လုံးလောက်ပဲရမယ်ဆိုတော့ခြေဖွင့်ထားတာ1112ပေါ့ဗျာအဲ့လိုမျိုးသဘောမျိုးပါပဲ။45မိနစ်အတွက်တွင်ရခူးပေါင်းကြီးကိုကြီးရမယ်ဆိုရင်45မိနစ်အတွက်တွင်မှာကျွန်တော်တို့အနည်းဆုံးနှစ်သင်းပေါင်းတစ်လုံးလောက်တော့တွင်းမယ်ဆိုတော့ခြေကိုဖွင့်ထားတာတွေ့ရတယ်ပေါ့နော်။ဒီဝက်သက်မှာတော့ wireless ပဲရိုက်မိကြီးကိုတွေကတော့ကျွန်တော်က button to score yes ထိုးဖို့အကြံပေးခြင်းနဲ့ တို့မို့ရင်လဲ under 3.5 goal ပေါ့နော်။နှမျိုးပေါ့ဗျာ။ထိုးဖို့ကျွန်တော်အချံပေးခြင်းနဲ့ဒီပွဲစဉ်မှာတော့ body မှာတော့ကျွန်တော်အင်ရှင်အတင်းဖြစ်တဲ့မူချန်ကလာဘပဲကြိုက်ပါရခင်ဗျာ။ Italy Serie A ပွဲစဉ်28ကက်ကရီယာရီနဲ့ Genoa ဒီပွဲစဉ်မှာတော့အင်ရှင်အတင်းဖြစ်တဲ့ကျွန်တော်တို့ဒီကက်ကရီယာရီအတင်းအ level 30ရှုံးဘောင်းနှလုံး20ရှုံးပေးထားတွေ့ရတာပေါ့နော်။ လက်ရှိဇာအနေထားကိုကြည့်ရမယ်ဆိုရင်တော့ ancient အသင်းဖြစ်တဲ့ကက်ကရီယာတွေကတော့အဆင့်15မှာရှိတယ်ဂျီနိုအာအဆင့်17မှာရှိတယ်ပေါ့နော်ကက်ကရီယာတွေက25မှာဂျီနိုအာက32တက်မှာပေါ့ဗျာပထမအကျော်တုန်းကတော့ဂျီနိုအာကွဲမှာတူတူဆိုတဲ့ရလနဲ့ပြီးခဲ့တာတွေ့ရတယ်ပေါ့နော်လက်ရှိကျွန်တော်ကက်ကရီယာရဲ့အိမ်ကွင်းကာရာဖောင်၅ဘွဲကိုကြည့်ရမယ်ဆိုလို့ရှိရင်တော့2.93ဘွဲရှုံး ဲ့5ဘွဲမှာဆို4ဘွဲက9ဘောဖြစ်ထားတယ်ဗျာ2ဘွဲပဲ9ဘောရှိဖြစ်ထားတယ်တွေ့ရတယ်ဗောနော်နိုင်ထားတဲ့အတင်းကတော့လက်ချီနဲ့ပါမအောင်နိုင်ထားတဲ့ဇေယအောက်ကအတင်းနေဗောနော်ဂျီနိုအားအဝေးခွင့်5ဘွဲကိုကြည့်ရမှာဆိုရင်တော့ဂျီနိုအားကတော့ဝေးခွင့်မှာဆိုရင်9ဘွဲတရီ3ဘွဲတောင်ရှုံးထားတယ်ဗျာ Roma Fiorentina Inter Milan ဆိုမှရှုံးထားတယ်တရီကြတာ Torino ရှိမယ်ပြီးလို့ရှိရင်လက်ချီရှိတယ်ဗောနော် ဒီပွဲစဉ်တွေမှာဆို၃ပွဲတိတိ၉အောင်ကြထားတယ်၊၂ပွဲတော့၉ပွဲကြထားတယ်တွေ့ရတယ်နော်။ head to head အနေထားကတော့ကျွန်တော်အများများဆက်ဆမရှိဘူးပေါ့နော်။တစ်ချိန်ပဲရှိတယ်။ဒါကျွန်တော်တို့ကက်ကရီယာတွေကွဲမှာကန်ကန်ထားတာပေါ့နော်။ဒါကတော့ကျွန်တော်အီတလီ CA ပေါ့နော်။ပွဲစဉ်တွေမှာကြည့်ရမယ်ဆိုလို့ရှိရင်ခုနောက်ပိုင်းနဲ့မှာဆိုရင်ကက်ကရီယာတွေ2-1နဲ့နိုင်ထားတဲ့ပွဲရှိရပေါ့နော်။နိုင်ဂျီးယားနောက်မှာတော့ကက်ကရီယာတွေက44ဂျီနိုအာက33ဆိုမှပြထားတာတော့တွေ့ရတယ်ပေါ့နော်။ ကျွန်တော် wine spec ခြေတွေမှာကြည့်မယ်ဆိုလို့ရှိရင်တော့ wine spec မှာဖွင့်ထားတဲ့ protein to square yes ဆိုလို့ရှိရင်ကျွန်တော် yes ကိုလောင်းမယ်ဆိုရင်စပေးထားတယ်ဗျာ no ဆိုရင်1000လောင်းရင်900ရရမယ်မနေ့90အတော်တွေမှာဒီနှစ်သိန်းပေါင်းအနည်းဆုံးနှစ်လုံးလောက်ပဲဖြစ်မယ်ဆိုတော့ခြေဖွင့်ထားတယ်မနေ့90အတော်တွေမှာကက်ကရီယာတွေကအနည်းဆုံး1လုံးလောက်ပဲရမယ်ဆိုတော့ခြေတော့ဖွင့်ထားတယ်ပေါ့နော်ခြေတော့အတင်းရလဲတလုံးတော့မရဘူးလို့ဖွင့်ထားတယ်ပေါ့နော်111 z ဆိုတာအတိတ်ပဲမျိုးပေါ့ဗျာ 45မိနစ်အတော်တွင်ရဂူပေါင်းကြီးကိုကြည့်မယ်ဆိုရင်ပထမပိုင်းမှာဂူမရှိတည်ရချင်မယ်ဆိုတော့ကြည်ဖွင့်ထားတာတွေ့ရပါတယ်။ဒီပွဲစဉ်မှာတော့ကျွန်တော် body မှာ ancient အတင်းဖြစ်တဲ့ကကရိယာတွေကြိုက်တယ်ပြီးရင်ဂူပေါင်းအပေါ်ကြိုက်ပါတယ်။ Wednesday ရဲ့မညီကိုရီးယားတော့ over 1.5ဂူကြီးကြိုက်ဖို့အကြံပေးခြင်းပါတယ်ခင်ဗျာ။ပြင်တစ်လီဂူ1ပွဲစဉ်25တူလော်နဲ့ကျွန်တော်မိုနာကိုဒီပွဲစဉ်မှာတော့မိုနာကိုအတင်းက level 90ရှုံဂူပေါင်း360နဲ့ပြီးထားတယ်ပေါ့နော်။ ဇေယအနေထားရမှာဆိုရင်မိုနာကိုအဆင့်၄မှာရှိတယ်။ဒူလော့ကအဆင့်၈မှာရှိရပါတော့။ဒူလော့အတင်းကတော့၉ဘက်နိုင်၆ဘက်တည်၉ဘက်ရှုံးတာပေါ့နော်။မိုနာကို73ဘက်နိုင်၄ဘက်တည်9ဘက်ရှုံး။အိမ်ကွင်းမှာဆိုရင်တော့ဒူလော့အတင်းကအဆင့်7မှာရှိတယ်၄ဘက်နိုင်3ဘက်တည်5ဘက်ရှုံး။ရကို73ကိုပေးကို73ကိုရှိတယ်။မိုနာကိုအတင်းကတော့အဝေးကွင်းမှာဆိုရင်အဆင့်10မှာရှိတယ်၄ဘက်နိုင်9ဘက်တည်5ဘက်ရှုံး။ရကို79ကိုပေးကို16ကိုရှိရပါတော့။ ဒီနှစ်သင်းရကျွန်တော်တို့ပထမအကြော့တုံးကတော့မွန်နာကိုက 2C နဲ့နိုင်ထားတာတွေ့ရတယ်ပေါ့နော်ဆိုလက်ရှိ2လောက်အသင်းရဲ့အိမ်ကွင်းကာရာဖောင်5ဘွဲကိုကြည့်ရမှာဆိုရင်တပွဲနိုင်တပွဲတည်3ဘွဲရှုံးထားတယ်ဆိုရှုံးတဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင်တော့ကျွန်တော်ကိုရီတွင်ထားတယ်တွေ့ရတယ်ပေါ့နော်ကျွန်တော်ဒီပွဲစဉ်တွေမှာဆို5ပေါ်3ချိန်5အောင်နဲ့ချိန်ဖြစ်ထားတယ်ပေါ့နော်မွန်နာကိုအသင်းရဲ့အဝေးကွင်း5ဘွဲကိုကြည့်ရမှာဆိုလို့ရှိရင်တော့နှစ်ပွဲတည်3ဘွဲရှုံး ၄ချိန်၉ဘောကြာတာတချိန်က၉ဘောဖြစ်တာလည်းတွေ့ရတယ်။ခုနကကိုကဝေးခွင့်မှာပေါ့နော်၅ဘောဆက်၆ဘောဆက်နိုင်ဘောပျောက်ထားတယ်လုံးဝမနိုင်သေးဘူးဝေးခွင့်ပေါ့နော်။ဆိုတော့ဒီနှစ်တင်းနိုင်ကြရတော့မှာတော့2 log က31မနာကက49ဆိုမှပေးထားတာတွေ့ရတယ်ပေါ့နော်။ဒီပွဲစဉ်မှာကျွန်တော်တို့ head to head အနေထားရမှာဆိုရင်2 log ကွဲမှာဆော့ခဲ့တယ်နောက်ဆုံးပွဲစဉ်5ဘောကိုကြည့်ရမှာဆိုလို့ရှိရင်တော့မနာကအတင်းက3ချိန်နိုင်ထားတယ်။အချိန်ကတော့တည်ကြီးကြာထားတယ်လည်းတွေ့ရတယ်ပေါ့နော်။ 9ဘောက်3ချိန်9ဘောက်2ချိန်ကြာထားတာတွေ့ရတယ်အရှိကျွန်တော်မွန်နာကူအတင်းရတော့တည်တဲ့အတိုင်းပဲနောက်ဆုံးသွားခဲ့တဲ့9ဘွယ်ဆက်9ဘော်ကြာထားတာတွေ့ရတယ်ပေါ့ပြိုင်ပွဲဆုံး9ဘွယ်ဆက်ဆိုတာကလီဂူ1မှာ9ဘွယ်ဆက်9ဘော်ကြာထား3021 71 41 42 3221 222 4ဆိုတာပုံစံမျိုးတွေနဲ့အခုလုံး9ဘော်ကြာထားတာတွေ့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော် wins bet ကြီးကြီးရမှာဆိုရင် wins bet မှာတော့ voting to score yes ကိုပြထားတာတော့ တထောင်လောင်းရင်900ပေးထားတယ်။ no ဆိုရင်20ခွဲလောက်ပေးထားတယ်ပေါ့နော်။မနေ့90တော်တယ်မှအနည်းဆုံးကျွန်တော်တို့ဂူပေါင်းကြီးရတော့3လောင်းကနေ4လောင်းထိရောက်မယ်ဆိုတော့ခြေဖွင့်ထားတယ်။မနေ့90တော်တယ်မှ2လောက်အတင်းကအနည်းဆုံး3လောက်ပဲရမယ်ဆိုတော့ခြေဖွင့်ထားတယ်။မိုနာကိုကတော့4လောင်းရသွားမယ်ဆိုတော့ခြေဖွင့်ထားတယ်။ပြီးလို့ရှိရင်ဒီပွဲစဉ်မှာတော့ကျွန်တော်တို့ပထမပိုင်း45မိနစ်အနည်းဆုံး3လောင်းကနေ4လောင်းထိရမယ်ဆိုတော့ခြေဖွင့်ထားတယ်တွေ့ရတယ်ပေါ့နော်။ ဆိုဒီပွဲစဉ်မှာတော့အဓိကတော့ကျွန်တော်ဂိုးပေါင်းအပေါ်ကြိုက်ပါတယ်ဂိုးပေါင်းအပေါ်ကြိုက်တယ်ပြီးရင်အာကျွန်တော်ဘော်ဒီမရွေးတော့ဘောနော်ဂိုးပေါင်းအပေါ်ကြိုက်တယ်နှစ်သိန်းပေါင်းသုံးလုံးထိကြိုက်တယ်ပြီးလို့ရှိရင်ဝိုင်းစပယ်ရိုက်မယ်ညီကိုရဗိုတင်းနူစကောယက်ဆိုတာရိုက်ချီဘောနော်ဗိုတင်းနူစကောယက်ဆိုတာကြိုက်တယ်